ဆရာဦးနဲ့လျှောက်လိုက်တုန်းကအတွေ့အကြုံလေးပြောပြခြင်းလို့ဗျဆရာဦးဆိုလို့အဖိုးကြီးတော့မထင်နဲ့ပြူဆရာနမရဥဥတဲ့ဗျဒါပေမဲ့လူတွေကတော့ဆရာဦးလို့ပဲခေါ်ကြတာပါဆရာဦးကအသက်45နှစ်လောက်ရှိပြီလူကအသားလက်လက်ပိန်ပိန်ပါပါနှုတ်ခမ်းမွေးနဲ့ရောင်တဆောင်းလေးနဲ့ပေါ့ဗျာထူးခြားတာကတော့ဆရာဦးရဲ့မျက်လုံးတွေပဲပြူမျက်လုံးတွေက ကြည်လင်ပြီးအယောင်ကို တောက်နေတော့တာပါပဲတီလာသမารီနဲ့ပြည်စုံတဲ့ပုံကိုဆိုတာမြေယုံနဲ့သိနိုင်တဲ့လူပါဗျာဆရာအုံနဲ့ကျုံနဲ့တွေ့တဲ့အချိန်တုန်းကကျုပ်ကဆရာနွန်ဖားနဲ့တော့မတွေ့သေးဘူးဗျဆရာအိုတို့ကအဒိဋ္ဌံနဲ့ရွာစင်လှဲ့ပြီး စေးကုနေတဲ့ပုံကိုတွေဗျအခါကျင်းငွေဆိုလို့တပြားတစ်ချက်မှယူတာမဟုတ်ဘူးဗျပစ္စည်းဝတ္ထုကြောပြန်တော့လဲ ဘာကူမှလက်ခံတာမဟုတ်ဘူးပြို့ကုတော်လည်းပျောကပဲကုတာဗျတာဒီဆိုတဲ့ကျုပ်ကလည်းဒါမျိုးတွေဆိုရင်လှုပ်စိတ်ဝင်စားတာဗျနေလဲ့ပြီးစေးကုနေတဲ့ဆရာအိုးကျုပ်တို့ရွာကိုရောက်လာတာဗျရွာကိုရောက်လာတဲ့ဆရာသမားတိုင်းက ကျုပ်ဆရာတော်ရဲ့ပုပ်ပါယုံเจ้าမှာပဲတဲကြတာဗျဒီတုန်းကကျုပ်အသက်က73နှစ်သားပဲရှိသေးတာဟဲ့တာဒီရွာထဲမှာ လရလရနဲ့သွားနေမဲ့အတူတူဆရာဦးနဲ့အဖော်လိုက်ပြီးဘဝတုဒ္ဒါရှာချေပါလားကျုပ်ဆရာတော်ဦးကူနာကကျုပ်ကိုခေါ်ပြောတာလေဗျာမှန်ပါဗျာဆရာတော်ကကျုပ်ကိုပြောရင်းနဲ့ဆရာဦးဘက်ကလည်းလှည့်ပြောတယ်ဗျာဆရာဦးရဲ့ဟောဒီတငယ်ကမောင်းတာတည်တယ်ဗျာဒီရွာကကလေးတွေထဲမှာတော့သူကထူးထူးခြားခြားပဲပြောဘဝတုဒ္ဒါလည်းအားကြီးရှာတာပြီးတော့ တတိကလည်းရှိဗျာပြောရရင်တော့တခါကြီးရေဟော်ဒီတာတီဆိုတဲ့ကောင်ကဘာမှကို မကြောက်တတ်တဲ့ကောင်မျိုးရောင်တဆောင်ကလေးနဲ့ထုံထားတဲ့ဆရာ ਉਹ ကသူ့နှုတ်ခမ်းမွေးကို လက်နဲ့တက်ရင်ကျုပ်ကိုအခက်ခဲကြည့်တယ်ဗျာပြီးတော့မှပြုံးပြီးခေါင်းညိတယ်ဒါဆိုရင်ဟန်ကြတာပေါ့ဗျာတပည့်တော်ဒီအနီးနားရွာတွေလှည့်ပြီးဆေးကူးတဲ့အခါအဖော်ရတာပေါ့ဗျာကြာလာတာတီမင်းဆရာကြီးပြောတာ ဒီတော့ဒီအနီနာရွာနေမယ်ဆရာကြီးစိတ်ကူးထွက်ရင်မင်းလိုက်သွားပြီတော့မှန်ပါဗျာအဲ့ဒီလိုနဲ့ဆရာ ਉਹ နောက်ကိုကျုပ်လျှောက်လိုက်ခဲ့တာပေါ့ဗျာကျုပ်ပထမဆုံးလိုက်သွားတဲ့ရွာကရုံတော်ဗျာရုံတော်တကြီးကိုတိုင်းဆရာ ਉਹ ကိုလှဲနဲ့လာပဲ့နာဗျာရုံတော်မှာအသက်အစိတ်လောက်ရှိတဲ့မိမတယောက်ဘိုင်းအောင်လို့တယ်ဗျာဘိုင်းအောင်တာမှလူပြန်ပြီးអော်ရတာဆိုပဲ ထူးချမ်းတာကညနေ3နာရီရောက်မှ ပုံမှန်အောက်တာတယ်ဗျာစေတိုးဆရာနဲ့ထိုးလဲမတက်တာဘမဆရာနဲ့ကို့လဲမတက်တာဖြစ်နေလို့ဆရာအိုကို လာပြနေတယ်ဗျာကျုပ်တို့ရုံတော့ကိုရောက်တော့မနေ့7နာရီတောင်ထိုးပြီဗျာတကြီးတို့အိမ်ကဆရာအိုကိုထမင်းပွဲကြပြကြရပြင်ပြီးကြွေးတယ်ဘာဖြစ်လို့တော့ဆိုတော့ဆရာအိုကဥပုံနဲ့နေတဲ့လူဗျာတခါတည်းရန် အလုတ်လုတ်စရာ ရှိရင်တော့တီလာမယူကြံတဲ့နေ့တွေကတော့နေ့တိုင်းတီလာယူပြီးဥပုပ်ဆောင်နေတာဗျဆရာကိုထမင်းစားပြီးတော့ကျုပ်ကိုတေးသေးချာချာကျွေးတယ်ဖြူဧည့်သည်တွေစားပြီးမှသူတို့အိမ်သားတွေစားကြတာအဲ့ဒီတုန်းကကျုပ်ကငယ်သေးတာကိုဗျာစေးလေးမတော့တတ်သေးဘူးလေဗျာထမင်းစားပြီးတာနဲ့ထညာခဲလေးစားရင်းနှီးချမ်းတောက်ပေါ့ဗျာစားတောက်ပြီးကြတော့တကြီးနဲ့ဆရာတို့ စကားစမိပြောကြတာပေါ့ဗျာဒီတကြီးကရုံတော့မှာညိုးညိုးနဲ့ကိုတကြီးဖြစ်လာတဲ့လူပဲဗျာသူ့အဖိုးကလည်းရုံတော့တကြီးသူ့အဖေလည်းရုံတော့တကြီးအခုသူလည်းရုံတော့တကြီးပေါ့ဗျာနာမည်ကဦးမြဖေးတဲ့ဥပဒိယုတ်ကောင်းကောင်းတီတီကြီးကြီးခက်ခက်ညာညာကြီးဗျာဆရာအိုကလည်းသူ့ရဲ့ပေယောဂဆရာဘဝမှာကြုံတွေ့ရတဲ့အကြောင်းတွေကိုပြောပြလို့ပေါ့ဗျာတကြီးရော နောက်မှရောက်လာတဲ့စေရင်ကောင်းနဲ့ရောအိမ်သားတွေရောဆရာဦးပြောတာကိုစိတ်ဝင်တစားနားထောင်ကြတာပြို့တကြီးတကြီးအေးစိန်တော့လုပ်ငန်းစပြီပြို့တကြီးအိမ်ဝိုင်းထဲကိုတုတ်ပြီးတုတ်ရာနဲ့ဝင်လာတဲ့လူတယောက်ကအိမ်ပေါ်ထက်ကိုမော့ပြီးပြောလိုက်တာဗျတကြီးကလည်းနှစ်ဆက်ပြင်းရင်ပေါ့ကြီးရဲ့အောက်စင်းကနေငုတ်ကြည့်ပြီးမေးတယ်ဟေးအေးစိန်အော်ရနေပြီလားကွာငပိအော်နေပြီတကြီးရေအော်ယုံနေမကောက်ဘူး အန်ကြီးကြိတ်ကြိတ်ပြီးကျိန်းနေတယ်။ဟေးကျိန်းနေတယ်ဟုတ်လားကွာ။ငပိဘာကိုကျိန်းတာရောကွာ။ဒီတကြီးကတော့အေးအေးမနေနိုင်ဘူး။ငါလှုပ်ရရင်သေရတော့မယ်လေဗျာ။အောင်မာဒီပြောကားကငါကိုတော့ကျိန်းနေပြီဟုတ်လားကွာငပိ။ဟုတ်တယ်တကြီးရေ။အေးအေးမင်းပြန်တော့ဆရာပေ့မီငါအခုပဲလာခဲ့မယ်။ငပိဆိုတဲ့လူပြန်သွားတော့တာတေနဲ့ဆရာအိုလဲစေအိတ်ထပြီးလွယ်တော့တာပဲဗျို။ဆရာအိုရဲ့ ကျုပ်ရယ်တကြီးရယ်စိန်ကောင်းနှစ်ယောက်ရယ်ရွာတောင်ပိုင်းကို လာခဲ့ကြတာပြို့ဟိုးရှိက မကြီးပင်မြင်ရတဲ့ဝိုင်းပဲဆရာကြီးတကြီးပြောတဲ့ဝိုင်းကိုကျုပ်လှမ်းကြည့်လိုက်တော့လူနှစ်ဖက်စာလောက်ရှိတဲ့မကြီးပင်ကြီးတပင်ခြံစည်းရိုးအပြင်ဘက်မှာပေါက်နေတဲ့ဝိုင်းကိုတွေ့တယ်ဗျကျုပ်တို့ဝိုင်းထဲဝင်လိုက်တာနဲ့ကြားတော့တာပါပဲဗျာဟေးဆရာကောင်းမသေးခြင်းအခုလှည့်ပြန်တော့ဒီရောက်လာရင်ငါအဆိုးမဆိုးနဲ့နော် ဟွန်းဟွန်း။အော်။အော်တန်ဟစ်တန်တွေပြောင်းလဲနေတာကိုတကြီးပြောလိုက်တော့ဆရာအိုကတကြီးကိုလှည့်ကြည့်ပြီးမေးတယ်။ဘလို့ပြောင်းတာတော့တကြီးရဲ့။ဟာခါတိုင်းအော်တာကအောင်မလီ နာလာကြီးရဲ့တေပါတော့မယ်။ကဲကြပါအောင်ဆိုပြီးအော်တာဆရာကြီး။ဒီတခါကကျိန်းဝါတာဗျ။ကျုပ်ပါလာတာကိုကြိုသိနေတာကိုတကြီးရဲ့။ခါတိုင်းအော်တာကအေးစိန်လေ။အခုကျိန်းနေတာကပျော်ကဝင်ပြီးကျိန်းနေတာလေဗျာ။ ဝီ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 ဟာဘရုံးတွေပြိုဘရုံးတွေငါးကောင်တောင်းပြကျုပ်တေးသေးချာချာလိုက်ပြီးရေးကြည့်တာဆရာဦးကလမ်းလျှောက်ရာကနေတုတ်ကနေရက်လိုက်တယ်ဗျဆရာဦးရက်တော့တကြီးရောကျုပ်တို့အားလုံးရက်လိုက်ကြတာဗောဗျာဆရာဦးကသူ့ခေါင်းမှာပေါင်းထားတဲ့ပဝါစလေးကိုဖြုတ်ယူလိုက်တာဗျဟာအင်းတွေပါလားဒီတော့မှ ျုပ်ကတည်တည်ချာချာကြည့်မိတာပြို့ပဝါကနတ်တာယောင်လေးပဝါပေါ်မှာအင်းတွေချထားတာဗျပဝါတထယ်လုံးပြည့်နေတာဆရာဟိုကပဝါစားနဲ့ခေါင်းပေါ်မှာဝှေ့လိုက်တယ်ဝီ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 ကျုပ်တို့ခေါင်းလေးပေါ်မှာကပ်ပြီးပြန်နေတဲ့ဗော်ဒုံမဲမဲကြီးတွေတဖြည်းဖြည်းအမြင့်တက်သွားပြီးနောက်ဆုံးမှာတော့ပျောက်သွားရောပြို့ဆရာဟိုရဲ့အစွမ်းကိုကျုပ်စပြီးမြင်ရတာပေါ့ဗျာဟာဟာ ။အေဘော်ကထွက်လာတဲ့ရေတံကြီးပြ။ကြောက်စရာကြီးပါဗျာ။ဝုတ်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 ။ဟာအိမ်အောက်ကပြေးထွက်လာတဲ့အေးခွေးကြီးပြု။ဆရာဦးစီကိုတန်းပြေးလာတာပြု။ဆရာဦးကတော့တီတီငိငိပါပဲဗျာ။စောစောက ပေါ်ဝါကိုလက်နဲ့ဆွဲပြီးတက်လိုက်တာ။နတ်တရားပေါ်ဝါစလေးကမာကြောပြီးဝလုံးတလုံးလုံးတောက်တောက်မှမှကြီးဖြစ်သွားရောပြု။ကျုပ်တို့အားလုံး အံအားသင့်နေတော့မှာပဲဆရာအိုရဲ့မျက်နှာကိုထိုးအပ်တော့မလို့လုံနေတဲ့အင်းခွေးကြီးရဲ့မျက်နှာကိုဒုတ်တချောင်းလိုဖြစ်နေတဲ့ပုံဟာနဲ့ထဲရိုက်လိုက်ရောဗျာကိန်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 အင်းခွေးကြီးဆိုတာနာလုံးလို့လှဲ့ပြေယိုပြူဒါအေးစိန်တို့အင်းကခွေဟုတ်ရဲ့လားတာတင်ရဲ့တကြီးကမေးတော့စိန်ကောင်းကိုတာတင်ကပြပြတလဲလဲဖြည့်တယ်ဗျဟုတ်တယ်တကြီးရေညိုကြွေးလို့ခေါ်ရဲကောင်းဗျာ ဘယ်တော့မှလူကိုရောင်လို့တောင်မဟောင်နဲ့ကောင်းပါဗျာအခုမှဘလို့ဖြစ်တယ်မသိပါဘူးတကြီးဟာအေးလာခဲ့ဟစ်လာခဲ့ပညာတော့ကြိုက်သွားပြီလူချင်းတွေးကြတာဗောအိမ်ဘော်ကဘီယောဂါကဆရာအိုကိုပညာဆန်းနေတာဗျာဆရာအိုကတော့ပြုံးယုံပဲပြုံးလိုက်တယ်ကျုပ်ကတော့ကြက်သီးတွေတောင်ထားလို့ဗျာတကြီးလဲညက်နာခက်ပြက်ပြက်ဖြစ်နေပြီပြို့ကျုပ်တို့အိမ်ဘော်ထက်ကိုတက်ခဲ့တယ် ျုပ်အောက်မှာပဲနေခဲ့မယ်ကိုသားတင်စေရင်ကောင်းတယောက်ကပြောတာဗျကိုသားတင်ဆိုတဲ့စေရင်ကောင်းကစက်ကနေလှဲ့ကြည့်ပြီးအေးအေးမင်းနေရဲ့နေခဲ့လေငထွန်းပရုံးတွေတကြောပြန်လာရင်တော့မင်းပါတာမင်းရှင်းပြီတော့ဟာကိုထွန်းလို့ခေါ်တဲ့စေရင်ကောင်းကစက်ကနေတုံသွားပြီးကိုသားတင်နောက်ကိုပြေးကပ်ပြီးလိုက်လာတယ်ဗျကျုပ်ဖြင့်ဒီလူကိုကြည့်ပြီးရဲကျင်လိုက်တာဗျဟာဟာဟာမအေးစိန်ဆိုတဲ့မိမကား တကူလုံးရင်ထိုးပြီးအော်ရဲနေတာမျိုးဆရာအိုကဖျားစင်ရှိမှာအตาလေးဝင်ထိုင်လိုက်တယ်ကျုပ်တို့အားလုံးလဲဆရာအိုနဲ့မလန့်မကန်းမှာဝင်ထိုင်လိုက်ကြတယ်ကိုထုံးကတော့ကျုပ်တို့နောက်မှာကုတ်ကုတ်ကလေးပြဆရာအိုကမျက်စိကိုစုံမိတ်ပြီးဗစက်ကတွတ်တွတ်နဲ့တခုခုယွတ်နေတာမျိုးဟာ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 ငါဆိုတဲ့ကောင်ကမြစ်တာနဲ့လောက်တော့မရဘူးဟေမရဘူး ဆရာကငြိမ်ပြီးခဏနေတယ်ဗျာမအေးစိန်ကတော့တကူလုံးရင်ထိုးနေတာတစ်ချက်မှကိုမငြိမ်ဘူးဗျာဆရာကခေါင်းညိတ်တယ်ပြီးတော့ဖះဆင်ဘက်ကိုလှည့်ထိုင်ပြီးဖះရှိကိုတယ်ကျုပ်တေးသေးကြာကြာနားထောင်ကြည့်တော့ငါဘတီလာခံလိုက်တာပြို့လက်စားတတ်တော့ဆရာကိုဥပုပ်ထွက်လိုက်တာဗျာဒီကလေးကတခုခုတော့ထူတော့မယ်ဆိုတာကျုပ်သိလိုက်တာပေါ့ဗျာဆရာကမအေးစိန်ဘက်ကိုလှည့်ပြီး တမလင်ငွေထိုင်လိုက်တယ်။မင်းမတူလေ။မင်းမှပညာရှိရင်သိရမှာပေါ့။ငါ့ကိုမင်းမေးเสียမှာလို့ဘူး။အေးပညာမတောက်တခေါက်နဲ့ငါ့ကိုလာဆန်းကျင်နေဆိုရင်တော့ဒီအိမ်ပေါ်ကနေခေါင်းနဲ့ဆင်းသွားရမှာပဲ။ကဲဒီပယောဂကောင်ကိုဆန်ရကဖမ်းချုပ်လိုက်ပါဗျာ။အာဟာမအေးစိန်ကိုလက်ပြန်ကြိုးတုပ်တလို့ဖြစ်သွားပြီဗျို။ဟာဟာဟာဒါမင်းအစ်အကုန်ပဲလားကွာ။ ပြုတ်ပြုတ်ဟောကျုပ်နားထဲမှာပြုတ်ကနေပြုတ်ကနေကြားလိုက်ရတာဗျဟာမအေးစင်ရဲ့လက်တွေပုံမှန်အတိုင်းရှေ့ကိုရောက်လာပြီဗျမအေးစင်ကဆရာကိုပြုံးပြီးတော့ကြည်နေတယ်တကယ်တော့မအေးစင်ကြည်တာမဟုတ်ဘူးဗျသူ့ကိုပူကက်နေတဲ့ပယောဂကောင်ကဆရာအိုကို မခုမခံကြည်တာဗျဆရာအိုကပယောဂကိုတည်တည်ချာချာကြည်နေပြီးမှ လက်ထဲမှာစုပ်ကင်ထားတဲ့နန့်တာယောင်အင်းပုတ်ဝါလေးနဲ့ဇက်ကနေပြစ်လိုက်တာဗျကျုပ်လို့အားလုံးတော့အံ့ဩသွားကြတယ်အာမအေးစင်ရဲ့မကြည့်မဆန့်အော်တန်ကြားလို့ကြည်လိုက်တော့မှဆရာဝရဲ့နန့်တာယောင်ပုတ်ဝါလေးကမအေးစင်ရဲ့လက်ဘဲမှာပတ်နေတာကိုတွေ့တာဗျအာအော်ဘီဗျိုးအော်ဘီပယောဂကောင်တော့ဒီတခါအော်ဘီဗျိုးတော်တော်စွမ်းတဲ့ဆရာအုပ်ပဲလို့ကြောက်စိတ်ထဲမှာတွေးလိုက်တာပေါ့ဗျာမင်းငါ့ကိုလှုပ်ဆန်းဟိတ်ကောင် အောင်မယ်ဓာတောင်ကလေတန်းမာတော့ဟောဟောမေးစင်ရဲ့လယ်ဘေးမှာပတ်နေတဲ့ဆရာဝန်ရဲ့အင်းပေါ်ဟာကတင်းကနေဖြစ်သွားတာဗျအာအာဆရာဝန်ကကျုပ်ကိုလှည့်ကြည့်ပြီးခေါင်းညိတ်ခေါ်တယ်ကျုပ်လည်းဆရာဝန်ရဲ့အနားကိုသွားပြီးကျုပ်ကြုံလေးထိုင်ရတာပေါ့ဗျာတာတေးတင်းကြိုင်ကုန်းကိုခုချက်ချင်းသွားရေလုံးအိုးကွဲတစ်ခုနဲ့တင်းကြိုင်မြေပုံကမြေဆိုင်တုံးတုံးညံညံကောက်ခဲ့တယောက်ခေါ်သွား ဆရာဦးကကျုပ်နာနာကိုကပ်ပြီးလေတန်လေးနဲ့ပြောတာအဗျကျုပ်ဆယ်ရုံကောင်းကိုတာတင်ကို လက်တို့ပြီးအောက်ကိုခေါ်လာခဲ့တယ်ပြီးတော့အကျိုးအကြောင်းပြောလိုက်တယ်ကိုတာတင်ကချက်ချင်းပဲမရေးစင်ရမောင်းအငယ်ဘာတောင်းကိုဆိုတဲ့ကောင်ကိုကျုပ်နဲ့ထဲပေးလိုက်တယ်ရုံတော်တင်ချိုင်းကိုရောက်တော့လဝါနှစ်ခုစာလောက်ရှိတယ်ရေလုံးအိုးကွဲတစ်ခုနဲ့ရေပုံတစ်ခုပေါ်ကလက်လက်ဆက်ဆက်မြေဆိုင်ကဲသုံးခုကို အရွယ်ညီတာလေးရှာပြီးကောက်လိုက်တယ်။ကျုပ်ပြန်ရောက်တော့ဆရာကိုပွဲကျမ်းနေပြီဗျာ။ဟဲ့ကောင်မင်းတင်းတော့တဲ့အပင်ကိုခုချက်ချင်းအန်ချလိုက်စမ်းမအန်ဘူးကွာ။မင်းငါ့ကိုဘာမှလှုပ်လို့မရဘူးမှတ်ပါ။ဩဒီလိုလား။ဒါဆိုရင်လေလှုပ်ရတော့မှာပေါ့ကွာ။ဆရာကမျက်စိတွေမြိတ်ပြီးဂါရာရွတ်ရော်ပြူကျုပ်လေဆရာအုပ်ကိုတလက်မအေးစင်ကိုတလက်ကြည်နေရတာပေါ့ဗျာ။ဟာဟာ ပတ်ပြီပြိုးပတ်ပြီမအေးစင်ရဲ့လက်ဘဲမှာပတ်နေတဲ့နတ်တရားပဝါလေးကကြိုးတချောင်းလိုတင်းသွားပြီးလက်ဘင်းကိုတင်းတဲ့တင်းအောင်ရစ်တော့တာပဲပြိုးဟေးဟေးဟေးဟာပယောကကောင်ကလည်းအန်ကျိတ်ပြီးတဲကန်နေတာပြိုးဆရာဦးကလည်းဂါရာကိုမနာတတ်ရွတ်နတ်တရားပဝါလေးကမအေးစင်ရဲ့လက်ဘင်းကိုတင်းတဲ့တင်းအောင်ရစ်ပယောကကောင်လည်းမခံနိုင်တော့ဘူးပြိုးအောင်မလေးပြား အာလွတ်ပါတော့ဗျာဆရာ ਉਹ ကဂါရာရွတ်တာရက်မပေးဘူးဗျာပဝါကထိတ်ရနေတော့မယ်အောင်မလေးကြောက်ပါပြီဆရာရဲ့ကြောက်ပါပြီဗျာနေသွင်းထားတဲ့အပင်ကိုတခုမှချမ်းအန်ချလိုက်စမ်းဟိအောင်မြင်တဲ့အတန်ကြီးနဲ့ဆရာ ਉਹ ကအမိတ်ပေးလိုက်ရောဗျမအေးစိန်ကတမလေးကွေထန်ရာကနေကြုံကြုံကလေးပြောင်းထိုင်လိုက်တယ်ပြီးတော့ကိုကိုရှင်းအောင်ရင်တို့ပြီးဝော့ဝော့ဝော့ သုံးခါတီတီအန်နာပြုအန်တော့မယ်ဆိုကြတဲ့ကဆရာအိုကလင်ပန်းတစ်ချက်ထိုးခံထားပြီးတာဗျတောင်းတောင်းတောင်းဟာကြောက်စလက်ခဲလေးတွေဗျလောက်စလုံးစာလောက်ရှိတဲ့ကြောက်စလက်ခဲသုံးလုံးဗျအန်နာတော့ရက်သွားပြီဟိတ်ကောင်မင်းတင်းထားတဲ့အပင်ဒါအကုန်ပဲလားပယောကကောင်ကခေါင်းညိတ်ပြတယ်မင်းနာမည်ဘယ်သူတော့မင်းကဘေးရွာမှာနေတာတော့အေးစိန်ကိုဘာရန်ညိုးနဲ့လောက်တာတော့ ဒီကောင်မကတိတ်ကိုမာနာကြီးတာ။စွာလဲတိတ်စွာတာ။ဒါကြောင့်အမြင်ကတ်လို့လှုပ်လိုက်တာ။မင်းဘသူတော့ဒါတော့ကျုပ်မပြောရစေနဲ့ဆရာ။ကျုပ်တောင်းပန်ပါတယ်။ကောင်းပြီ။မင်းပညာတွေအခုစွန့်ပြစ်ရမယ်။ဒီပညာဟာမင်းကိုအဝေးစီးရအောင်ပို့လိုက်မယ်။ကျုပ်ဒီပညာကမစွန့်နိုင်ဘူးဆရာ။ဆရာကခေါင်းညိပ်ပြီးကျုပ်ကိုခေါ်တယ်။ကျုပ်တင်းကြိုင်းတဲကကောက်လာတဲ့ရေလုံးအိုးကွဲနဲ့မြေဆိုင်ခဲသုံးတုံးကိုချပေးလိုက်တယ်။ ီးညက်သွားယူခိုင်းလိုက်တာတည်းကျုပ်ကမအေးစင်ရဲ့ညီမကိုမီးညက်သွားယူခိုင်းလိုက်တယ်ဆရာဟုကသူ့လွယ်တဲကဖျောင်းတိုင်တိုင်ကိုထုတ်ပြီးမောင်းချထားကလေးနဲ့ဖျောင်းတိုင်ရဲ့ဖင်ဘက်ကိုလှိလိုက်တယ်အထဲကနန်းကျိုးမြင့်လေးပေါ်လာအောင်လှုပ်တာဗျပြီးတော့မီးခက်ကိုခတ်ပြီးဖျောင်းတိုင်ကိုဖင်ဘက်ကထုံးတာဗျကျမ်းပြင်ပေါ်မှာဖျောင်းတိုင်ကိုစောက်တိုးဆိုင်ပြီးထုံးလိုက်တယ်ကျုပ်ကောက်လာတဲ့တင်ကြိုင်းမြေဆိုင်ကဲတုံးတုံးကို ဖျောင်းတိုင်မိတော့ဘေးမှာဖိုကနောက်ဆိုင်ချလိုက်တယ်။အဲ့ဒီဖိုကနောက်ဆိုင်နောက်ပေါ်မှာရေလုံးအိုးခွဲကိုဒဲအိုးတင်တယ်လို့တင်တယ်ဗျ။မိညက်ကိုယူပြီးလင်ပန်းတဲကမအေးစိန်အန်ချထားတဲ့ကြောက်ခဲသုံးခုကိုတခုချင်းစီညှက်ထည့်တယ်။သုံးတုံးစလုံးရေလုံးအိုးခွဲထဲမှာထည့်ထားလိုက်တယ်။ဒဲအိုးထဲမှာထည့်လို့တလို့ဗောဗျာ။ဟောရုတ်ပြန်ပြီဗျို။ဆရာ ਉਹ ဂါရာရုတ်ပြန်ပြီဗျို။အောက်မလီ လုတ်ပါနဲ့ဆရာရဲ့ကျုပ်သေးပါလိမ့်မယ်ဆရာ ਉਹ ကတော့ဂါရာကိုရွတ်တာပဲဗျာမိငိမ့်ပေးပါဗျာကျုပ်တော့မလုတ်တော့ပါဘူးဗျာမင်းပညာအခုစွန့်မလားမစွန့်ဘူးလားမစွန့်ရင်တော့မင်းအသက်စွန့်ပြီတော့ရေလုံးအိုးခွဲကလည်းပူတဲ့ပူလာပုံပါပဲအထဲကကြောက်ခဲတွေလည်းပူရောပေါ့ဗျာဟာအေးစိန်ပြစ်လဲချလိုက်ပြီဗျို့အာအာအာကျမ်းပြမာကိုလှိပ်ပြီးအော်နေတော့တာပါပဲဗျို့ ဆရာ ਉਹ ကလည်းဂါရာကိုအဆက်မပြတ်ရွတ်ရေလုံးအိုးကွဲကလည်းပူလာမေးေးစိတ်မှာပူကက်နေတဲ့ပျောကားကောင်လည်းအော်ဟစ်ပြီးလှိတ်နေတာပေါ့ဗျာအာပူလာကြည့်ရဲ့ဗျာမငြိမ့်မိပါဆရာရဲ့အောင်မလေးပူလိုက်တာဗျာမင်းပညာစွန့်တော့မလားအောင်မလေးဗျာစွန့်စွန့်ပါတော့မယ်ဗျာကဲအခုစွန့်လိုက်တော့ဆရာ ਉਹ ကဂါရာကိုတိုးတိုးရွတ်ရာကနေအတန်ကျဲကျဲကြီးနဲ့ပြောင်းရုပ်ပြီးပြောအောင်မလေးဗျာ အောင်မလေးဗျမခံနိုင်တော့ပါဘူးအမေရေကျုပ်ကိုခွလို့ပါတော့ဗျာကျုပ်ဘလို့မှမခံနိုင်တော့လို့ပါဗျမယောဂကောင်ကလှိတ်နေရကနေဝမ်းရောက်မောက်လိုက်တယ်ဆရာ ਉਹ ကဂါရာကိုအတန်ကြည်ကြီးယွတ်နေရင်ကစောစောကလင်မန်းကိုရှေ့တူပေးလိုက်တယ်အောင်မလေးဗျဝော့ဝော့ဝော့ဟာစိမ့်စိမ့်ဝဝတွေဗျာအယောင်တွေတစ်ဖက်ဖက်ထွက်နေတာဗျာဆရာ ਉਹ ကလင်မန်းတဲ့ကပယောဂကောင်ကြီးအန်ထားတယ် အကျွဲအချီပုံကြီးတဲကမိညက်နဲ့ထိုးပြီးတခုခုကိုလိုက်ရှာနေတာဗျာဟာဘာလေးပါလဲဘူးကလေးဗျာလက်တန်းလောက်ပထမအစ်စ်လောက်ပဲရှိတဲ့ဘူးကလေးဗျာတဖြက်ဖြက်ထွက်နေတဲ့အယောင်တွေကဒီဘူးတဲကနေထွက်နေတာဗျို့ဘာနဲ့လှုပ်ထားတဲ့ဘူးမန်းတော့မသိဘူးဗျာဆရာဟူကအဲ့ဒီဘူးကလေးကိုမိညက်နဲ့ညှက်ညူလိုက်ပြီးသူ့လွေထဲကယုံဘူးကလေးတဲကိုထည့်ပြီးအဖုံးပိတ်ထားလိုက်တယ်ကဲ ငါတပည့်ထဖះကိုဥတိုက်ပြီးတော့မင်းဟာအခုချိန်ကစပြီးမကောင်းတဲ့ဘဝကနေလွတ်သွားပြီဒီပညာမျိုးကိုဘယ်တော့မှမသိယူနေနဲ့ကွယ်ကဲကဲဖះဥတိုက်ဥတိုက်မအေးစင်ကကြုံကြုံကလေးထိုင်ပြီးဖះကိုရှစ်ခိုးတယ်ဥသုံးကြိမ်တိုက်တယ်ကဲမင်းနဲ့မယ်နဲ့နေရက်ကိုငါမမေးတော့ဘူးဟောဒီမီးကိုလည်းငါညှိမ့်လိုက်ပြီမင်းဘဝရဲ့ကြံတဲ့အချိန်တွေမှာဖះတရားကိုယုံယုံကြည်ကြည်နဲ့ကိုးကွယ်ပြီး ကောင်းရမွန်ရအလုပ်တွေကိုပြန်လုပ်ပြီးတော့ကွယ်ကဲသွားလို့ရသွားနိုင်ပါပြီကွယ်သွားပြီးတော့သွားပြီးတော့ဟောမရေးစိန်ဇက်ကနေတစ်ချက်တွန့်သွားပြီးနောက်ကိုခေါင်းကြီးလန်ကျသွားတယ်ဗျို့ဟဲ့အေးစိန်အေးစိန်နောက်ကနေမရေးစိန်ရဲ့အမေနဲ့အမတွေကပြေးပြီးပြေးကြတယ်ဟင်အမေကျုပ်ဘာဖြစ်တာတော့ညီကိုစေးကူတာလေတကြီးကိုတိုင်းဒီဆရာကြီးကိုပင့်ပြီးလာကုပေးကြတာဟင်ဟုတ်လား မအေးစိန်ကကျုံနဲ့ဆရာအိုကိုတည်တည်ချာချာကြည့်နေတယ်ဗျဟဲ့အေးစိန်ဟောဒီကနေ့ကျေးဇူးရှင်ဆရာကြီးကို ရှခိုးလေတကြီးက ပြောလိုက်တော့မှမအေးစိန်ကဆရာအိုကိုယိုယိုတည်တည်ရှခိုးတာဗျအေးအေးငါတပည့်မအေးစိန်ဘဝမှာ အတုံရှိလို့အလဲရှိတာပေါ့ကွယ်နောက်နောက်ဒီလိုအဖြစ်မျိုးဘယ်တော့မှမကြုံပါစေနဲ့ကွယ်ဘယ်တော့မှ သူများပြုစားလို့မရတဲ့ကိုဖြစ်ပါစေ။ ပေးတဲ့စုနဲ့ပြည့်ပါစေဆရာကြီးရှင်ကဲကဲအေးစိန်လည်းပင်ပန်းရော့ဗောခေါ်သွားကြခေါ်သွားကြနားပါစေနားပါစေမအေးစိန်ကို သူ့အမေနဲ့ညီမတွေအမတွေကတွေ့ပြီးအခန်းထဲကိုခေါ်သွားကြတယ်တင်းချိုင်းကယူလာခဲ့တဲ့ရေလုံအိုးကွယ်မြေဆိုင်ခဲထွန်းလက်စာဖျောင်းတိုင်းကြောက်စလက်ခဲသုံးခဲအားလုံးကိုငါပြောဖက်ကြီးတစ်ဖက်ထဲမှာထုတ်ထည့်ပြီးမအေးစိန်ရဲ့မောင်တွေတင်းချိုင်းထဲကိုသွားပြစ်လိုက်ကြတယ်ဗျို့အဲ့ဒီလိုဖြစ်ပြီး တပတ်လောက်ကြာတော့မီးလောင်ကုန်းကကျုပ်တငယ်ချင်းပန်းမောင်ရဲ့ညီတန်းအောင်တရသည်ဆိုရင်တရက်ပင်ပေါ်ကပြုတ်ကြတာတဲ့ဗျာအဲ့ဒီလိုဖြစ်ပြီးလူကပြောတာနေတာတမျိုးဖြစ်လာတဲ့ဆိုပဲသမင်းတခါစားရင်နှုတ်စီပြီးနှလုံးချက်လောက်ကိုတယောက်တည်းစားပြစ်ဆိုပဲကြက်တကောင်ချက်ထားရင်သူတယောက်တည်းကောင်းအောင်စားပြစ်ရောဆိုပဲဗျာညဘက်ဆိုရင်အိမ်ရှိမှတယောက်တည်းထွက်ထိုင်ပြီးတဟားနဲ့ အော်ရနေတယ်ဆိုပဲပန်းမောင်တို့အဖေကဆရာအိုကိုလာပင်တော့ကျုပ်ပါလိုက်ရတော့ပေါ့ဗျာကျုပ်တို့ပန်းမောင်တို့ဝိုင်းတဲ့ရောက်တာနဲ့အိမ်ပေါ်ကထွက်လာတဲ့အတန်ကြီးကို ကြားရတော့တာပဲဗျို့ငါမဝသေးဘူးကထက်ထည့်ပေးကြအောင်ငါမဝသေးဘူးအတန်ကြီးကတမျိုးကြီးဗျာဒါတန်းအောင်ရဲ့အတန်မဟုတ်တာကျုပ်သွေးနေတယ်ဆရာအိုကအိမ်ပေါ်ကို တန်းတက်သွားပြီးထမင်းစားနေတဲ့တန်းအောင်ကို မတိမတာအကဲခတ်နေတယ်ဗျ။ဟဲ့ကောင်လေးငါမဝါသေးဘူးအမဲသားထွက်ကြွေဆရာ ਉਹ ကတန်းအောင်ကိုကြည့်ပြီးခေါင်းညိတ်တယ်။ပြီးတော့အိမ်ပေါ်မှာထိုင်တော့မထိုင်ပဲလှေကားကပြန်ဆင်းလာတယ်။ပန်းမောင်ရဲ့အဖေကချက်ချင်းမျက်နှာပြက်သွားတာပေါ့ဗျာ။ကျုပ်လည်းစိုးရိမ်သွားတာပေါ့ဗျာ။ဆရာ ਉਹ ဘာများတွေးလို့ပါလဲတွေးမိလိုက်တယ်။ဆရာဘာများဖြစ်လို့လဲဗျာ။ပန်းမောင်တို့အဖေက ပြပြတလဲလဲမေးတာဗျဒီလိုဗျဒီတငယ်ကိုတရေကအပင်းသွင်းထားတာကျုပ်ကိုတွေ့ရင်ပြူပြူပြပြဖြစ်နေမှာဆိုလို့ကျုပ်အောက်ပြန်ဆင်းခဲ့တာဗျခမည်းသားကိုဒီတရေကတရေပွင့်ပေါ်ကတွန်းချပြီးတရက်လစ်သွားတဲ့အချိန်မှာအပင်းသွင်းလိုက်တာဗျပြီးတော့မှသူကဝင်မိပြီးစားတော့နေတာကဲဒီညတော့ကျွေးလိုက်ပါဗျကျုပ်မှာသူ့ကိုနှင်ထုတ်ဖို့လှုပ်ရှားရှိသေးတယ်ဒီကောင်က တတန်းတော်တော်ရင့်နေပြီကျုပ်ကနိုင်တဲ့ဆင်းနေလို့ပြီးနှစ်ထုတ်လိုက်ရင်ဒီကောင်ရွာတဲ့ရှောက်ထုတ်ကပေးမှစိုးရတယ်ပြီးတော့ဒီဒေသကကောင်မဟုတ်ဘူးတခြားကရောက်လာတာဒီတော့သူ့ဆန်ရဆန်ရနဲ့နှင်းလိုက်မှဒီနယ်ကအပီးလွင်သွားမှာဗျဒါဆိုရင်ဆရာတဲခုဘူကိစ္စဟာမတဲတော့ဘူးဗျတာတင်နဲ့ကျုပ်ထဏောင်းကုန်းကိုပဲပြန်မယ်မနှက်ဖန်ကြမှာ ကျုပ်တို့ဆရာတပည့်လာပြီးနှင်ထုတ်ပေးပါမယ်။ဘာမှမစိုးရိမ်ပါနဲ့။ဒီညတော့သူစားကျင်တာကျွေးလိုက်ပါဗျာ။ဟုတ်ဟုတ်ကဲ့ပါဆရာ။ဆရာဦးနဲ့ကျုံနဲ့ထဏောင်းကုန်းကိုကုန်းကြောင်းပဲရောက်ပြီးပြန်လာခဲ့တယ်။ကဲဒါတီမင်းကိုဆရာမေးရအောင်မယ်။ဟုတ်ကဲ့မေးပါဆရာ။မင်းဒီညဆရာနဲ့တင်ញိုင်းကုန်းတဲ့လိုက်ဝင်ပါမလား။ကျုပ်ရုတ်တရက်ဆိုတော့နည်းနည်းတုံသွားတယ်ဗျာ။ ထနောင်းကုန်းကိုပြန်တဲ့လမ်းမှာဆရာဦးကကျုပ်ကိုမေးတာဗျကျုပ်လိုက်ဝင်ပါတယ်ဗျဟာဟာမေတော်တော်တတိကောင်းတဲ့ကောင်းပဲကွာကဲဒါဆိုရင်ည9:00နာရီတိတိဆရာတော်ចောင်းကိုရောက်အောင်လာခဲ့ပြီတော့တာတီပဲဗျဒါမျိုးဆိုရင်ဘယ်လက်လော့ခံပါမလဲ9:00နာရီအတိကျုပ်ဆရာတော်ចောင်းကိုရောက်သွားတယ်ဟာတာတီတောင်ရောက်လာပြီငါကမင်းလာမလာဝန်ပါမလားလို့တွေးနေတာကွာ ကျုပ်လာဝင်ပါတယ်ဆရာကဲဒါဆိုရင်လည်းသွားကြဆို့ပါဆရာဦးနဲ့ကျုပ်ထဏောင်းကုန်းသင်းချိုင်းကိုရောက်တော့9နာရီခွဲလောက်ရှိပြီဗျနားထောင်မောင်းတာတည်းဆရာကဟော့ဒီစေးဘောလေကြီးကိုမီးရဲနေအောင်ညှိပြီးတော့သင်းချိုင်းရှင်မှာမဖဲဝါကြီးကိုပဲ့မှာဗျပြီးရင်အဲ့ဒီစေးလေကြီးကိုမဖဲဝါကိုတောက်ခိုင်းမှာသူ့တောက်ပြီးလို့ကြံတဲ့စေးဘောလေးကိုမိငိမ့်ပြီးယူမှာဒါနဲ့မီးလောင်ကုန်းကတန်းအောင်ကို ဈေးကူပေးရမှာกว่าတတရ။ဩဒီလိုလား။ဒီတော့မှကျုပ်သဘောပေါက်သွားတာအပြု။ကဲတတခက်လန်းလန်းမှာသွားရနေ။ဆရာမဖဲဝါကိုခေါ်တော့မှာ။ကျုပ်ကခက်လန်းလန်းကထဏောင်းပင်ကလေးအောက်မှာသွားရနေလိုက်တယ်။ဆရာ ਉਹ ကအစင်သိမ့်ယူလာတဲ့ဈေးဘောလေးကြီးကိုမီးခတ်ပြီးမီးညှိတယ်။ပြီးတော့မင်းကြီးအောင်သုံးလေးဘွာဖွာလိုက်တယ်။ကောင်းကင်မှာလာဆိုင်ရဲဆိုတော့ လာလေးကွေးကွေးလေးပဲရှိတာဗျတင်းချိုင်းတစ်ခုလုံးကိုပုံဝေါ်ဝါလေးမြင်ရတာဆရာဟိုကစေးလိတ်ကိုကင်ထားရင်ဗဆက်ကနေတတွတ်ပြောနေတာဗျဘာတွေပြောမှန်းတော့ကြုံမကြရဘူးဗျတော်တော်လေးပြောဆိုပြီးမှကိုကြီးတလုံးပတ်ကိုရှောက်သွားတယ်ကြုတ်ထင်တာတော့စေးလိတ်ကိုကိုကြီးမှာတင်ထားမလို့နဲ့တူတယ်ဗျဝီဖြန်းဖြန်းဖြန်းလေးတစ်ချက်ဝှက်တိုက်သွားတယ်ကြုတ်ဖြင့် ကြောထဲမှာစိတ်ကနေဖြစ်သွားတာမျိုးတင်းချိုင်းကုန်းတဲ့ဟာကိုကိုပင်ကြီးတွေမှာအိတ်တန်းတက်နေတဲ့ငှက်တွေလန့်ပြီးပြန်သွားတယ်ဝူးဝူးကျုပ်နာထဲမှာခွေးဦးတန်းလိုတစ်ချက်ကြားလိုက်တာဗျာဟာဆရာဦးရဲ့လက်ထဲကမီတရဲနဲ့စေးပေါ်လက်ကြီးကိုဇက်ကနေဆွဲလူသွားတာဗျာဟောဖွာပြီဗျို့ဖွာပြီမီးကိုရဲကနေရဲကနေနေတာဗျာ ဆေးလိပ်ကြီးကလေထဲမှာဒီအတိုင်းကြီးမြောက်နေတာဗျာမိကလည်းရဲကနေရဲကနေဖြစ်နေတာမျိုးဆရာဦးကတော့လေထဲမှာမြောက်နေတဲ့ဆေးပေါ်လိပ်ကြီးကိုကြည့်ပြီးတူ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 နဲ့ပြောနေတာဗျာဘာတွေပြောမှန်းတော့ကြုံမကြဘူးဗျာဟာပြစ်ချလိုက်ပြီမျိုးဆေးပေါ်လိပ်ကြီးကိုကိုရှိကမျက်ခင်းထဲကို ပြစ်ချလိုက်တာဗျာဟောဆရာဦးကကြပြကြပြပြေးပြီးစေဘောလေးကြီးကို ကောက်တယ်ပြီးတော့ ကိုရဲ့နေရံမှာထိုးပြီးတော့ဆေးလိမီးကိုညှိနေငှက်ပြောရွက်ကလေးတစ်ပိုင်းခူးလိုက်ပြီးတော့မင်းငိမ့်ထားတဲ့ဆေးလိကိုပတ်လိုက်တယ်နောက်တနေ့မနက်၈နာရီလောက်မှာဆရာဦးနဲ့ကျုပ်မီးလောင်ကုန်းကိုရောက်သွားတယ်ပန်းမောင်တို့အိမ်မှာသူတို့ဆွေမျိုးတွေစုံလို့ဗျာဆရာဦးကဖျားဆင်ရှိမှထိုင်ပြီးတန်းအောင်ကိုခေါ်လာခိုင်းတယ်တန်းအောင်က ကောင်းကောင်းမွန်မွန်မလိုက်လို့အတင်းကိုဆွဲခေါ်လာရတာဗျမင်းတို့က ဘာကောင်တွေမို့ငါ့ကိုဆွဲခေါ်လာရတာတော့ငါလှုပ်လိုက်ရင်တရွာလုံးမသားတွေဖြစ်ကုန်မယ်ဟဲ့ကောင်ညီငယ်ထိုင်စမ်းအောင်မယ်မင်းကအမိတ်ပြောင်းဘာကောင်မို့တော့ငါအသက်ကနှစ်ရာကျော်ရှည်နေပြီကွာနားလေလားဆရာဦးကညကမဖဲဝါတောက်ထားတဲ့စေပေါလိုကြီးကိုမိခက်ပြီးမင်းကြီးလိုက်တယ်မဖဲဝါတောက်သွားတဲ့စေလေးရဲ့မိခိုးတွေနဲ့စောက်တုံးမှုတ်တော့တာပဲပြောဒေါသပုံထားနေတဲ့တန်းအောင်တဲ့ကိုတွေက တရေကြီးစက်ကနေစက်ကနေတွန့်သွားပြီးခေါင်းငယ်ဆိတ်ကျသွားတယ်။ဆရာဟိုကသူ့မျက်နှာကိုကြီးမိကိုနဲ့မှုတ်တာပြု။မယမနာမှုတ်တာ။ဟော်ဟော်တောင်းအောင်ပါစက်ကြီးဟလာပြီးဟနေတဲ့ပါစက်သေးကိုဆရာဟိုကမိကိုတွေမှုတ်ထဲ့ပြန်ရောပြု။အာအာအတန်နဲ့ကြီးနဲ့អော်တာဗျာ။ကျုပ်ဖြင့်နားကိုဥရောဝော့ဝော့ဝော့ဟော်အန်ချလိုက်ပြီပြု။ ဆရာ ਉਹ ကလည်းယူနီလင်မန်းကိုပကံတွေဖယ်ပြီးအစင်သစ်စောင့်နေတာဗျရှေ့ကထိုးခံပေးလိုက်တယ်ဟာနီနီအတုံးကလေးဗျာဆရာ ਉਹ ကဝချမ်းပြားကလေးနဲ့နီနီအတုံးလေးကိုထိုးကြည့်တယ်လက်စသက်တော့ကြွက်ပေါက်စာလေးပဲတရက်ပင်ပေါ်မှာရှိတယ်ကြွက်တိုက်ထဲကကြွက်ပေါက်ကလေးကိုယူပြီးတရက်သီးတက်ခုတဲ့ဒီတငယ်ပိုက်ထဲကိုအပင်းသွင်းလိုက်တာပြီးမှအဲ့ဒီအပင်းကိုသူကမှင့်ပြီးဝင်စားနေတော့တာပဲ။ ဆရာဦးရဲ့စစ်လိမီကိုတံကို အလူအလဲခံသွားရတဲ့တရေကြီးလဲဆက်ဆက်ကိုတုံနေပြီပြို့ကဲတင်ရိုင်းရှင်မကြီးမဖဲဝါရဲ့အမိတ်တင်ရခုချက်ချင်းဒီနယ်ဒီဒေသကနေထွက်ခွာပြီးတင်နေတဲ့နေရာအရောက်ပြန်စီဆရာဦးရဲ့အောင်မြင်တဲ့အမိတ်တန်အဆုံးမှာတန်းအောင်ဇက်ကနေတွန့်ပြီးဘုံကနေလဲကျသွားရောပြို့ဟဲ့တန်းအောင်တန်းအောင်ပန်းမောင်တို့မိဘတွေက စိုးရိမ်တကြီးနဲ့တန်းအောင်ကိုဝိုင်းခေါ်ကြတယ် ဆရာဟိုကရေမန်းထုတ်ပြီးမျက်နာကိုတောက်လိုက်တော့မှတအောင်ဇက်ကနေတုံလာပြီးတတိရလာတယ်ဗျဟိုကြည့်ဒီကြီးနဲ့သူဘာဖြစ်လို့ဖြစ်မှန်းတော့တိပုံမပေါ်ဘူးဗျမဖဲဝါရဲ့အမိန်နဲ့အသက်200ကျော်တရေကြီးကတော့သူ့ဒေသရောက်လွင့်သွားရောပြူကြုံမကြမကြတတိရတဲ့အထဲမှာဆရာဟိုဆိုတဲ့လူလဲပါတာပေါ့ဗျာတာတေးကျေးဇူးတင်ပါတယ်